အားလုံးပဲမင်္ဂလာပါကျွန်တော် KVR Japan Podcast ရာနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Um ဆိုတော့အမှန်တမ်းပြောရရင်ဒီနေ့မှာကဆမ်မော်ကသူပြောပြချင်တဲ့အမှတ်တရတစ်ခုရှိရဲ့အကြောင်းကအမှတ်တရလေးတစ်ခု။ဒါပေမဲ့အဲ့ဟာကိုကျွန်တော်လည်းမသိသေးဘူးပေါ့နော်။ဆိုတော့ကျွန်တော်အခုအတူတူနားထောင်လိုက်ရအောင်။အဲဒီနေ့ပေါ့နော်ဟိုအမှတ်တရတခုကြောင်းကအမှတ်တရတခုပြောပြမယ်လို့စဉ်းစားထားပါဗောအဓိကဘာလို့တွေးမိလဲဆိုတော့အရှိတက်ဘတ်တုံးကပေါ့နော်ဟိုဘန်ကကြတော့ပြောရဲ့ဗောသူ့ရဲ့ဒီ ကျောင်းတော့အမှတ်တရတစ်ခုပေါ့လေဆိုတော့အဲ့ဟာ ਨੇ ကိုကိုရိုင်းကလည်းကျောင်းတော့အမှတ်တရတစ်ခုကိုပြောပြချင်တာပေါ့ဒါဟိုကျောင်းသားတိုင်းမှာတော့ကျောင်းတော့အမှတ်တရအများကြီးတော့ရှိရပေါ့လေအဲကောင်းတာကြီးလည်းရှိရဆိုးတာကြီးလည်းရှိရပေါ့ဒါပေမဲ့ဒီလိုအခြေအနေမှာအကုန်လုံးကိုအဲ့လို positive ဖြစ်တယ်ပေါ့နော်အမှတ်တရကြီးပို့ပြီးတော့မျှဝေခြင်းတယ်ဆိုတော့အဲ့ခါကျတော့ကိုကိုရိုင်းလည်းပေါ့နော်ဟိုကိုကောင်းတဲ့ memory ကိုပြန်စင်းစားဖြစ်တာပေါ့အခုရပိုင်းဆိုတော့အဲ့အကြောင်းမလို့အဲပြန်ပြောပြမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာပေါ့နိ ဆိုတော့ကျောင်းတော့ဆိုတော့ဟိုအရင်ကြီးငယ်လေးတော့မဟုတ်ဘူးခုနှစ်တန်းကျောင်းသူဘဝပေါ့နော်ဆိုတော့၈တန်းကျောင်းသူဘဝပဲဒါပေမဲ့ခုနှစ်တန်းနေရာစပြီးတော့အိမ်မှတ်တရားအစအပေါ့လीဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုခုနှစ်တန်းတော့ပေါ့နော်အဲ့လို၈တန်းကကိုယ်လည်းထက်တော့အစိုးရစစ်ပေါ့လीအစိုးရစစ်စာထင်တယ်စတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့လို၈တန်းကျရင်တစ်နှစ်လုံးစာဟိုပါဘောနော်ဒီအစအဆုံးချက်ကမှာအရင်လိုမဟုတ်ဘောလေလာဘက်ဆောင်ဝဲရင်ပြင်အစအဆုံးစာအုပ်တုံးလုံးချက်ကမှာဆိုတော့အဲ့ခါကျတော့ကြောက်တယ်ဘောလေ နောက်တစ်ခုကပါလဲဆိုနောက် pressure တစ်ခုကရှစ်တန်းအတန်းပိုင်ဆီယမ်းမှာပေါ့ရှစ်တန်းအတန်းပိုင်ဆီယမ်းမှာကျတော့လို့အရှိုက်ချမ်းနေဆိုပြီးတော့စီကန်းကြီးရဆိုပြီးဒမန်ကြီးရအကြောင်းမှာဆိုတော့ပူကြောက်တာပေါ့လေအဲဆီယမ်းမှာအချိန်ကြာအချိန်ပြေပါမလားအရှိုက်ခံရိုက်ခံရတော့မလားပေါ့နော်အဲ့လိုမျိုးအများကြီးတွေ့ရ pressure များတာပေါ့ဆိုတော့ကိုကိုရိုင်းကလည်းခုနှစ်တန်း နှုတ်ရဆိုလို့ရှိရင်ရှစ်တန်းအဆောင်ကြီးမှာသွားချောင်းတာဗောလေဆီယမ်မအချိန်ကြီးသွားကြည့်လာကြည့်လို့ရှိရင်ဆီယမ်မအဲ့လိုចောင်းသားတွေကိုမရှိုက်နေရမျိုးလို့ဆုံးဝနေရမျိုးတွေ့တွေ့ခါခါတွေ့ရဗောတော့အဲ့ခါကြတော့ဟိုရှစ်တန်းရောက်မှာလည်းကြောက်တယ်လို့စိတ်လည်းလှုပ်ရှားရဗောဟိုအဲ့ဒါနဲ့ဟိုတရကြတော့ဆီယမ်မဘာလာပြောလဲဆိုတော့ရှစ်တန်းကြရင်ဗောနော်ရှစ်တန်းဆောင်မွဲအဲရှစ်တန်းဆောင်မွေရှစ်တန်းဆောင်မတက်ခင်ဗောနော်ခုနှစ်တန်းနဲ့ရနေပြီးတော့အင်စာတစ်ခုပေးလိုက်မယ်တဲ့ဒီအလီလေးကိုဗောနော်တင်ချာအလီလေးကို အဲတစ်ကနေပြီးတော့ဆက်နှစ်အထိကိုပေါ့နော်အရှိရောအနောက်ကိုအဲအတဲ့ရဲရောမြောင်းမြဲရောပေါ့နော်ဟိုဟိုပြောရှင်တာဆက်နှစ်နေကြီးဆိုဆက်နှစ်ကနေပြီးတော့ပြင်းပြီးအရှိကိုဟိုဖြောင်းမြောင်မှာဆိုအောင်ပဲပေါ့နော်ဆိုအဲ့ဒါကိုအထင်းငေါမရှိဘင်းနဲ့အမှန်တိုင်းဆိုနိုင်ရဲ့သူကသွားဆုချမယ်ဟိုအဲ့လိုမျိုးစိန်ခေါ်တာပေါ့လို့အဲ့လိုမျိုးအဲ့လိုပြောပြီးတော့ဆရာမကထွက်သွားရောအဲ့နဲ့အဲ့ဒီကတော့ဘယ်လိုစဉ်းစားလဲဆိုတော့ဟိုခဏတန်းအကြောင်းလေးပိတ်ပေါ့အဲ့အလီရေချက်တယ် ်ချက်တာဘယ်လိုမျိုးလဲဆိုတော့အဲ့လိုမျိုးရေချိုးရေချိုးရဲ့အချိန်ဆိုလို့ရှိရင်လည်းရေချိုးနေရင်တော့သချင်းဆိုပြီးတော့ချိုးတာပေါ့သချင်းပိုင်းနားထောင်ပြီးတော့အဲ့တုန်းကဒါပေမဲ့ပါလဲဆိုတော့အချိန်ကြတော့အလီအလီကိုဆိုပြီးတော့ချက်တာပေါ့လေဆိုတော့အရှိရောနောက်ပေါ့အလီအော်ဆိုနေရေချိုးခန်းထဲမှာဆိုတော့အဲ့တုန်းကအမှန်တော့ဟိုဘယ်လိုမျိုးလဲဆိုတော့တယောက်ထဲရနေပြီးတော့အဲ့ဒီစုလို့ရှင်တဲ့စိတ်မဟုတ်ဘယ်လိုတွေးလဲဆိုတော့အကုန်လုံးကပေါ့နော်ဒီပေါ့နော် ဟိုအလီကိုချက်လာကြမှာပေါ့လေဆိုတော့အဲ့ရှစ်တန်းဆောင်းဝင်ရှစ်တန်းပထမဆုံးတက်တဲ့နေကြရင်အကုန်လုံးကစုပြရမှာအဲ့ခင်ကြရင်အနေနဲ့အများပေါ့နော်ဟိုမရရင်ရှက်စရာကြီးပေါ့လေဆိုတော့ဟိုအကောင်ဆုံးလုံးမှရမယ်ပေါ့လေဆိုတော့အဲ့လို dream ရအောင် clear တွေ့ပေါ့နော်အကုန်လုံးလုံးချမယ်ပေါ့အဲ့ခါကျတော့အမြဲတမ်းဆိုတော့အဲ့အဲ့အဲ့နေရတီ3လပေါ့နော်နေရတီ3လကုံသွားပေါ့ကုံသွားပြီးတော့ဒီဟိုရှစ်တန်းပထမဆုံးကြောင်းတန်းအမှန်နေပေါ့လေရှစ်တန်းပထမဆုံးတန်းအမှန်နေကြတော့အဲဆီယာမားက မှတ်မိရတော့ဆီယမ်မအတန်းမိုင်လည်းဟုတ်ပြဲတင်ချတင်နေပေါ့လေကျော်အတင်းချအောင်လဲတင်းချ1 2အတင်းချအဆအဆုံးဆီယမ်မတင်မှာပေါ့လေအဲ့လိုမျိုးဆိုအဲ့နဲ့ဆီယမ်မအတန်းဝင်လာတဲ့ခါကျတော့အဆုံးဆီယမ်မမှတ်မိတော့ဘူးခင်ဗျာပေါ့နော်အမှတ်မိဘူးထင်တယ်ပေါ့နော်ဒါပေမဲ့မဖြစ်လဲဆိုဆီယမ်မအမှတ်မိရဲ့အတန်းချိန်အတန်းချိန်ပြီးသွားတော့ဆီယမ်မပေါ့နော်အဲ့ဆီယမ်မဒီလိုပြောခဲ့ရေပေါ့နော်အဲ့ဟာဟုတ်တယ်ဒီဆိုမဲသူကဘယ်သူရှိမလဲပေါ့နော်အဲ့လိုမျိုးရောအဲ့နဲ့ကိုရီးယားအားရပါရပါလို့လည်းဆို လက်ထောင်လိုက်တယ်ပေါ့ဒီဆိုလက်ထောင်နေဆိုတော့ဟိုအကုန်လုံးကလက်ထောင်မယ်ထင်တာဆိုတော့အဲ့လိုမျိုးအကုန်လုံးပေါ့နော်အနေဆုံးတော့အကုန်လုံးမဟုတ်တော့တဝက်လောက်ကဆူမှာပေါ့လေဆိုတော့ဘာဖြစ်ဖြစ်ကိုလည်းဟိုအရင်အရှက်မကွဲရအောင်ဆူမယ်ဆိုလက်ထောင်မယ်ထင်တာအဲ့ဒါလက်လဲထောင်ပြီးတော့ဘေးဘက်ကိုကြည့်ရညာဘက်ကိုကြည့်ရအဲ့ပေါ်တော့ဘယ်ဘက်ကိုကြည့်ရပေါ့နော်ဆိုတော့ဘယ်သူမှလက်မထောင်ဘူးအဲ့နောက်ကိုလဲကြည့်ရဲနောက်ကိုလဲကြည့်ရောလဲအဲလက်ထောင်ရင်သူမရှိပေါ့နော်ဆိုတော့ so it means အဲတယောက်ထဲလက်ထောင်မိရပါဘို့လीဆိုတော့တယောက်ထဲဆိုမှန်းသူရှိနေရ ဲ့မှာဘာဖြစ်လဲဆိုတော့တအားကြီးလူက pressure ပြီးတော့လက်ကထောင်ပြီးသွားဆိုလက်ကပြန်ချလဲအကုန်လုံးကတည်သွားတော့အဲ့နဆရာမကခေါ်တာဗောနော်အဲ့ဆိုရှင်တနည်းစင်ပေါ်တက်ပြီးတော့အဲဘောနော်ဒီအလီဆိုလို့ရပြီဗောအဲ့လိုပြောအဲ့နဘာဖြစ်လဲဆိုရရပါမလားဗောနော်ရပါမလားဒါမဲ့လေအော်လို့လက်ထောင်ပြီးသွားပြီဗောနော်အချက်ကကွဲပြီးသွားပြီဆိုတော့ဆက်လုပ်ရမယ်ဗောနိဆက်လုပ်ရမယ်ဆိုပြီးတော့ဒီဘယ်လိုပြောရမလဲ ့ဆက်ပြီးတော့ဆိုဖြစ်တယ်ပေါ့အဲ့ဒီဆိုရယ်ပေါ့လीအစာပိုင်းကထစ်တယ်နည်းနည်းလေးထစ်တယ်ဆိုတော့ထစ်ပြီးတော့အဲဆိုရင်းနဲ့ပေါ့နော်ထူးဆန်းတာအဲ့အောက်ကတငယ်ချင်းတွေကလည်းဟိုအားပေးချာရယ်ပေါ့နော်ဟိုဟိုကြည့်ပြီးတော့ဒီမှားတော့မယ်မှားတော့မယ်ဆိုရင်တော့တို့ထောက်ပေးတာမျိုးဆိုမျိုးထက်ပေါ့နော်တို့ကဟိုရရဲ့ EC ဆွဲပုံစံမျိုးပေါ့လीအောက်ကနေပြီးတော့တော့အဲ့ဟန်နဲ့ဖြည်းဖြည်းချင်းဆိုသွားပြီးတော့အကုန်လုံးပြီးသွားရောပြီးသွားရမှန်သွားကွက်ခုတော့အန်အောင်နေရပါလीမှန်သွားရဆိုအပီဝိုင်းပေါ်ဆိုပြအဲ့တော့အဲ့လိုမျိုးတကယ်ချင်းလက်ခုပ်တီးပြီးအားပေးရဘူးလေဆီယမ်မကလည်းဟို ဟိုသူ့ရဲ့ challenge ကိုသူဆက်ဆက် accept လုပ်လိုက်တဲ့သူမျိုးကြည့်ရပါလေမျိုးလုံးစိမ့်နေ maybe ဆီယာမလည်းကြည်နေနေမယ်လို့ထင်တယ်ဒါပေမဲ့အဲ့တုန်းကတော့ဆီယာမကစုလက်ဆောင်ဟိုပတ်စံစာအိတ်တွေမှာပတ်စံထည့်ပြီးတာပေါ့အဲ့ခေတ်ကတော့အများကြီးတော့မဟုတ်ဘူး9000အောက်ပဲပေါ့နော်အတိအကျတော့မှတ်မိတော့ဒါပေမဲ့အဲ့ဒါအိမ်ကတော့ပြန်ပေးလိုက်တယ်ပေါ့လေဆီယာအိတ်တို့အဲ့တုန်းကတော့ဒီလိုမျိုးရရဲဆိုပြီးတော့အဲ့ movement ကဘယ်လိုမျိုးလဲဆိုတော့ဟို အဲ့လိုအတွေးချင်းလို့ရှိရင်မျိုးစုံပေးလို့ရတာပေါ့လေမှန်တမ်းပြောမှဆိုရှင်အရှိတန်မှာအမှတ်တရရအများကြီးပဲဆရာမရဲ့အမှတ်တရအများကြီးပဲကြောင်ထောင်လေးနိုင်လေကွက်ကိုဆိုကြောင်ထောင်နိုင်ရဲ့ပေါ့လေအခုကြောင်ကြောင်နဲ့ဟိုသူများနဲ့သူများရဲ့တူလောက်ရမယ်ထင်ပြီးတော့အဲဆိုသွားတယ်ဒါပေမဲ့လည်းအဲ့ဒီ moment မှာဟိုနောက်မဆိုပဲနဲ့ဆိုဖြစ်တာကိုကွက်ကူကသဘောကျတယ်အဲဆိုတော့အလူတွေ appreciate ဖြစ်တယ်ကိုယ့်ရဲ့ effort appreciate ဖြစ်ခံရတယ်ဆိုတော့ခံစားအချက်ကတော်တော်လေးအလူကိုရှေ့ဆက်ဖို့အားဖြစ်စီရယ်ပေါ့နော် ဟိုအဲအဲ့ဒါလေးကအရေးကြီးရုပ်လည်းမြင်တယ်ဒါဖြစ်နေတခါကျရင်လူတွေ appreciate ဖြစ်အောင်ဆိုပြီးတော့ကိုယ့်ရဲ့ effort ကိုအဲထုတ်ပြဖို့လိုတယ်မြင်တောင်အဲလုတ်ပြဖို့လိုတယ်ဆိုရဲဟာမျိုးပေါ့နော်အဲ့လိုမျိုးလဲအဲတွေးမိတာမျိုးရှိရပေါ့လေအခုပြန်စဉ်းစားကြည့်အဲ့လိုမျိုးတွေးမိရပေါ့ so ဟိုဆရာမနဲ့ပတ်သက်ပြီးတော့ဒီရှစ်တန်းကျောင်းသူဘဝမှာဆိုလို့ရှိရင်အမှတ်တရအများကြီးပဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒီနောက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်ဆီယမ်မနဲ့ဘလို့ အလွဲလေးဖြစ်ခဲ့လေလို့ပြောရှင်ငိုစရာရောရည်စရာရောအများကြီးရှိတယ်ဆိုတော့အဲ့ဒါတော့မကြုံလို့ရှင်ထပ်ပြီးတော့ကြောပြပေးနေပေါ့နော်ဆိုတော့ဒီနေ့မှာတော့အဓိကတော့အဲ့ဒီ movement လေးကိုပြန်ပြီးတော့ sharing လုပ်ပေးချင်တာပေါ့ဗျာနေ့ရဲ့အတွေ့အကြုံကနေငါလိလာလိမ့်လိုက်တာလည်းရှိတယ်။ဘာလဲဆိုတော့အာကိုယ်ရင်းနေပေါ့နော်ကိုဘွားမှာအဲ့လိုပြင်ဆင်ထားတာမျိုးရှိမယ်။ပြီးတော့တခုလုပ်မယ်ဆိုပြီးအဆုံးဖြတ်ထားတာမျိုးရှိမယ်။ဒါပေမဲ့အခက်အခဲကြီးကြုံလာတဲ့အချိန်မှာဆိုရင်အဲ့လိုမျိုး အများကြီး EU ကျွဲကျွဲဖက်တာမျိုးမလုပ်ပဲနဲ့ကိုလုတ်ဆရာရှိရလုပ်ရည်ပေါ့နော်အမတ်တရားကြီးလည်းဖန်တီးရမယ်ဆိုတာမျိုးယုံကြည်လာတယ်ပြီးနောက်တစ်ခုကတော့ဒီငါစောက်ချင်းမှဖတ်ဘူးကမျိုးရှိရယ်ငါ့ရဲ့အုံနောက်ကရဲ့တခုခုကိုလုံမယ်ဆိုပြီးတော့မလုပ်ဘူးအချိန်ဆွဲရရဲဒါကိုဒီမှာဒီခါမလုပ်ရရပါရဲဆိုပြီးတော့အဲ့လိုနောက်ဆုံးတက်တဲ့အကျင့်ကြီးရှိလာမယ်ရှောင်းလို့တက်တဲ့အကျင့်ရှိလာမယ်ဆိုတော့အကျင့်ပါလာတက်တဲ့ပြီးတော့နောက်တစ်ခုကကြာတော့ပျော်ရွှင်ပြီးတော့နောင်ရကင်ကင်းနဲ့ရှင်သန်ဖို့အတွက်ဆိုကျွန်တော်ကလုတ်ဆရာရှိရလောက်ရမှာပဲဆိုတော့အဆုံးကြီးပဲဆိုကျေးဇူးအများကြီးတင်ပါတယ်